င်ချင်းကိုအကတင်မိတာလေးလည်းသိရတယ်လေအဲ့ဒါလေးလည်းပြောပြရောအဲ့လိုပဲတင်လိုက်ရတာပေါ့တချင်းကိုအမေ support လုပ်ပြီး support လုပ်ပါလဲနော်အဲတင်လိုက်ရတယ်ဒါပေမဲ့ pocket လုပ်ခိုင်းလို့မရဘူးအေးပြောတယ်ဒီပြောမလုပ်ပါဘူးလေမလုပ်နိုင်ပါဘူးလေ okay လို့အဲ့ဒါအဲ့ဒါလေးလည်းပေါ့သွားလို့အရင်ဝမ်းသာပါတယ်ဘယ်ပြန်ကြည့်ရောပေးလိုက်ရတယ်ဟုတ်ပေးရပါတော့တော်ပါသေးရမပေးရတော့ ီနေ့ပွဲတက်လေးရောဘယ်သူနဲ့လာလဲမိမိနဲ့လာပါဟုတ်တငယ်ချင်းမြောက်လာတော့အဲ့ပေါ်တငယ်ချင်းဖြစ်သွားပြီညီမမတော့တငယ်ချင်းကျောင်းပြောင်းတငယ်ချင်းကအရမ်းလာပြီရဒီနေ့ကိုလည်းလာတယ်တငယ်ချင်းလည်းလာတယ်ဆိုတော့ thank you ပါအဲ make up ကတော့စစီပါ take dress ကိုတော့မတ်မြောက်ဆိုချုပ်ပေးထားပါရှင့်အဲ့တော့တငယ်ချင်းကအကတင်မိတာလေးလည်းသိရတယ်လေအဲ့ဒါလေးလည်းပြောပြရအောင်အဲ့လိုပဲတင်လိုက်ရတာပေါ့ တချင်းကိုအမေ support မလုပ်ဘူး support လုပ်မှာလဲနော်အဲတင်လိုက်ရတယ်ဒါပေမဲ့ pocket တော့လုတ်ခိုင်းလို့မရဘူးအေးပြောတယ်တကယ်ပြောမလုတ်ပါဘူးလေမလုတ်နိုင်ပါဘူးလေ okay လို့ဘယ်လိုလုပ်ဖြစ်တယ်တော့ဒါဖိဖိလေးအတွက်ဆိုရင်ဒါစူးစမ်းပေးရှာပါတယ်ဟုတ်ပါဘူးမခံရတာဘယ်လိုလုပ်ပြောပေးပါအောင်မင်းကဘလောက်တောင်စူးစမ်းနေရတယ် every time တစ်ချက်နေအဲတော်တော်စူးစမ်းခဲ့ရတယ်တော်တော်စူးစမ်းအထောက်ခဲ့ရတယ်ပေါ့နော်ဒီအကတွေကအစားအဲဒီအကုန်လုံးပါပဲဒီ ။အဲ့လေတချင်းကတော်တော်လေးလက်ပေါက်တယ်။အကုန်လုံးလက်သဘောကျသွားတယ်။လိုက်ပြီးတော့တိတော့မှလည်းကကြရတယ်နော်။အနုပညာရှင်တို့များလည်းဝိုင်းကကြဆိုတော့ပြောပြအောင်ဘယ်တော့မှကျင်နေရတယ်။အာအရင်ကျင်နေရတာပေါ့။အာဟုတ်တယ်အဲ့လိုမျိုးဒီကလေးလေးလည်းကရတယ်။တောင်းသူလေးလည်းကရတွေ့တယ်။အဲ့လို dancer လေးလည်းကလာအကထားတယ်လေးတွေ့ရပေါ့နော်။အဲအဲ့အဲ့လိုမျိုးကိုတချင်းနဲ့အဲ့လိုမျိုးလေးပျော်ပျော်ပြီးတော့ကနေရလေးတွေ့တော့အာအရင်ဝမ်းသာတယ်။အဓိကကလည်းအကုန်လုံးကိုပျော်စေချင်လို့ပေါ့နော်။အဲ့ entertainment တစ်ခုပေးချင်လို့ဒီလိုမျိုးတချင်းလေးကိုထုတ်ပြထားပါဟုတ်။ မမေဆိုအရန်ပြောနေတာသူတင်ထားတဲ့ဟာလေးဒီတာမီနှစ်ယောက်မှာလုံးဝမီလီယံ view ဖြစ်သွားလို့ဆိုပြီးတော့ဒီနော်ပြောပြောအဲ့ဟာအဲ့ဒါအဲ့ဒါလေးလည်းပေါက်သွားလို့အရန်ဝမ်းသာပါတယ်မီလီယံကြီးရောပေးလိုက်ရတယ်ဟာပေးရပါတော့ပါသေးရမပေးရတော့မီလီယံကြီးပေါက်သွားရင်ဆိုမရဘူးနော်မီလီယံကြီးပေးဖို့တောင်းဆိုနေမှာပေါ့အဲ့လိုတော့လည်းအချင်းချင်းတားမိချင်းဆိုတော့မတောင်းဆိုတော့ဘူးမေယာဟုတ်ကဲ့ပါအဲ့ဒီလည်းချင်းလေးအောင်ဒါခိတ်တော့ပေါ့နော်ဘယ်လိုမျိုးအမှတ်တရရေးချင်းလေးတစ်ချင်းလို့ပြောခဲ့လို့ရတယ်อืมတကယ်အမှတ်တရ ရဘူးဆိုတော့ဒါပထမအဦးဆုံးအဲ့လိုတေးသေးရှရှာလေးတချင်းကိုထုတ်လိုက်တဲ့သဘောပေါ့နော်ဒါโอเคကျမအဆိုတော့ဆက်လုပ်ပါရမယ်ဆိုတော့သဘောမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့အဲတေးချာလေးလဲအဲ လုပ်ထားတယ်ကုန်ကြလည်းရမ်းများတယ်အရန်ဒီစိတ် stress လည်းရမ်းများတယ်ပြောရမယ်ဆိုလို့ရှိရင်လေအဲ့ဒီသချင်းမထွက်ခင် stress တွေတော်တော်များတယ်အရန် deal အများကြီးလုပ်ရတယ်ပေါ့နော်ဆိုတော့ဘာပြောဒီလိုမျိုးလေးပေါက်သွားတဲ့အတွက်ကြောင့်မလဲကျေးဇူးတင်ပါတယ်အကုန်လုံးကျေးဇူးရလေးဒါပရိသတ်ရောကြိုက်ပါ့မလားဆိုရဲ attention မျိုးရှိတယ်ရှိတယ်ရှိတယ်အရန်ရှိတာပေါ့ဘာဖြစ်ဆိုကိုကိုကြိုက်ပင်မဲ့ပရိသတ်နဲ့ကိုနဲ့ကြိုက်တန်မတူတော့ဘူးလေဒါပေမဲ့ဟို journey တစ်လျှောက်လုံးမှာတော့အမေကိုလည်း ်မေးတယ်အကုန်လုံးတငငချင်းတွေလည်းအကုန်လုံးမေးရဒါဘလို့နေလဲသူတို့ကြိုက်လားဘာညာပေါ့နော်အဲ့လိုမျိုးတော့မေးရတာပေါ့မေးရလဲဘလို့မျိုးတွေစစ်စစ်ရှင်းရှင်းကြားခဲ့ရလို့ဒါတချင်းထုတ်ဖို့အတွက်အားဖြစ်သွားတာဟုတ်အမ်ဘလို့ပြောရမလဲအကုန်လုံးကတော့ remarks တွေကအဆုံးပေးကြတာပဲအဲ့အဲ့ဟာနေပြီးတော့မဲအများဆုံးဟာရွှေးလိုက်တဲ့သဘောပေါ့နော်အဲ့လိုမျိုး အဲ့တော့မမေကိုအကားတက်တယ်ရောသင်မရောမလားတချင်းတက်ကလေးရောလာအောင်မလားပြောပြပါတချင်းတက်တရားလာအောင်မယ်နောက်လာမဲ့တချင်းကတော့အေးအေးလေးပေါ့နော်အကားလည်းမပါတော့ပါဘူးအဲ့တော့မျက်စိမနှောက်တော့ဘူးပေါ့နော်နော်အဲ့ဒါမျက်စိနှောက်တာမဟုတ်ဘူးဟုတ်လားအကားတဲ့တချင်းတက်တဲ့ပေါ့မျက်စိနှောက်မှဆိုတော့အေးအေးလေးဆွေးလေးတစ်ပုဒ်လာပါမယ်နိုင်ခွင့်ရအောင်အဲလိုက်ခွဲရမှာအဲလိုက်ခွဲရအောင်မယ်ဒီတစ်ခါတော့အញ្ញမ်းချစ်ပြီးသွားရင် every time ပြီးရင်အဲတဲခွဲရမယ်နော်ဒီစစ်တမားရှင်ဒီစစ်တမားရှင်ဟုတ်